ဆာရာတုံဆိုင်သွားစီမဲ့ဂျပန်တို့ရဲ့ရေပွဲဥဟင်းလျာကိုင်တိုခေလို့ခေါ်ပြီးတော့ရေပွဲဥကနေပြုတ်လောက်တာဖြစ်ပါတယ်ဂျပန်အစားသောက်ဖြစ်ပြီးပြုတ်လောက်ပုံကတသက်မမေ့နိုင်စရာပါပဲဂျပန်နိုင်ငံရဲ့နာမည်ကြီးဟင်းပွဲတစ်ပွဲဖြစ်ပြီးခီးသွားတွေကစိတ်ဝင်စားကြပါတယ်အရင်ဆုံးစပွန်မှုကဘိုင်ကြီးနေတဲ့ရေပွဲမာကြီးကိုအာယုံကြောနေဖျက်ထုတ်ပြီးနာကျင်မှုမခံစားရအောင်လိုအပ်တဲ့ဆဲလေးကိုထုတ်ပြလိုက်ပါတယ်ရေပွဲကဖြူပွဲဖြူရောဖြစ်ပြီးဆိုရင်တော့အာယုံခံစားမှုရှိတော့ဘူးလို့ယူဆပြီးစပွန်မှုကအိုးရှိမဲ့နေရာကိုမှန်းဆကဘိုက်ခွဲပြီးဥကိုထုတ်လိုက်ပါတယ် ပြီးရင်တော့ခလုံးနဲ့ထည့်ပြီးပဲငံပြားရည်နဲ့အရသာစိန်ထားလိုက်ပါရင်ပြီးရင်ရေခဲတက်တာနဲ့နိုင်ဝဲထည့်ထားလိုက်ပါရင်ကြံတဲ့ရေဝဲအစိပ်ပိုင်းတွေကိုတော့နောက်ပြန်ထည့်စားဖို့အတွက်ခုတ်ထစ်တန့်စင်ပြီး9မိနစ်လောက်ပြုတ်ထားလိုက်ပါရင်ပြီးရင်ရေးတဲ့ပြန်ဆေးလိုက်ပါရင်အဲ့လိုလုပ်လိုက်တဲ့အတွက်အသားကအီအီလေးနဲ့စားကောင်းတဲ့အနေထားကိုရောက်သွားစေပါရင်တဖက်မှာတော့ရေခဲတက်တာတွေကထုတ်လာတဲ့ဥကိုဓာတ်နဲ့အသားလေးခွဲလိုက်ပြီးပကံထဲထည့်ကအပေါ်ကနေပဲငံပြားရည်အနည်းငယ်လောက်ပေါက်လိုက်ပါရင်ပြီးရင်ကျဲဥကင်ပန်းထမင်းလေးပေါ်တင်ပြီးစားလို့လည်းကောင်းသလို ခုနကပကံထဲက၅ဥတွေကိုကျဲဥလေးတွေထည့်အမွေးနဂါးလေးထည့်ပြီးခုနကရေပွဲလက်တွေဘာတွေနဲ့ထည့်စားလို့ကောင်းပါတယ်